ပုံမှန်ဈေးရောက်နေကြအတိုင်းအင်ကြီးဝစ်ပြပြီးတော့ဈေးရောက်ရာကနေမထင်မှတ်ပဲရင်သားတွေပေါ်သွားခဲ့တဲ့ဟန်နာမင်္ဂလာပါပရိသတ်ကြီးရေဟန်နာကတော့ social influencer တယောက်အနေနဲ့ရောကြော်ညာတချို့ကိုလက်ခံရိုက်ကူးပေးနေတဲ့မော်ဒယ်တယောက်ဆောင်တယောက်အနေနဲ့ပါနှိပညာလောကမှာနေရာယူထားနိုင်သူတယောက်ဖြစ်ပြီးဒီမမိသားစုနဲ့ပတ်သက်တဲ့ personal vlog တွေကိုတော့ပရိသတ်တွေကစိတ်ဝင်စားခဲ့ကြတာဖြစ်ပါတယ် ထထမြမြန်းနဲ့စီးပွားရေးကိုလည်းဥဆောင်နိုင်တဲ့ဟန်နာကသူမရဲ့ကိုပိုင်ဘရန်းနေနဲ့အထယ်ရီချုပ်ပြီးရောင်းချနေတာဖြစ်တယ်လို့သူမကိုတိုင် live လင်းပြီးတော့ဈေးရောက်နေတာလည်းဖြစ်ပါတယ်အခုတခါမှဆိုရင်လေဟန်နာကသူမရဲ့ကိုပိုင်ဘရန်ကနေထုတ်လုပ်တဲ့အင်ဂျီတထဲကိုဝက်ပြရာကနေမထင်မှတ်တဲ့အရာတစ်ခုဖြစ်ပေါ်ခဲ့တာပါဟန်နာကသူမကိုတိုင်းအတွင်းအင်ဂျီဝက်မထားတာကိုတတိမထားမိပဲနဲ့ရင်ဘတ်ကိုဖွင့်ပြခဲ့ရာကနေသူမရဲ့ရင်သားတွေကိုဖော်ပြသလိုဖြစ်သွားခဲ့တာလည်းဖြစ်ပါတယ် live လွှင့်ပြီးဈေးရောက်နေတဲ့အချိန်ဖြစ်ပျက်ခဲ့တာမို့ဗီဒီယိုကိုဖျက်လိုက်ပြီးဆိုပေမဲ့ဒိုင်းပေါ်မှာတော့ဆိုပါအကြောင်းရနဲ့ဗီဒီယိုဖိုင်အတူလေးတွေကပြန်လည်ပြန့်နှံ့လာခဲ့တာဖြစ်ပါတယ်။ဟန်နာကတော့သူမကိုသူမစိတ်တုန်နေပြီးတော့ဒီလိုဖြစ်ပျက်မျိုးဖြစ်သွားခဲ့တဲ့အတွက်လည်းထူပူသွားတာကိုဒီဗီဒီယိုထဲမှာမြင်တွေ့ရမှာဖြစ်ပါတယ်။ ဒါပေမဲ့ဟန်နာကိုချစ်ကြတဲ့ပရိသတ်တွေအနေနဲ့ကတော့ဒီလိုဖြစ်ပျက်ဖြစ်သွားပေမဲ့လေသူမရဲ့အမတ်တမဲ့ကိစ္စလေးဖြစ်တာကြောင့်အားလုံးကသဘောယူနဲ့သာခံစားမြင်ကြည့်ပြီးတော့ဟန်နာပေါ်မှာနားလည်ပေးနိုင်ကြလိမ့်မယ်လို့လည်းထင်ပါတယ်။ကိုပတ်ပတ်ကောင်ဝင်လေးပါဒါပေမဲ့အသေးပါနော်ခေါင်းဝင်လုံးဝအဲဟောငါမေးဝါပြမင်းဟာ sinh nhật điện thoại này anh ấy có câu giống nào điện thoại này